ဒီနေ့မှာတော့လီသီယံတိုက်ကြီးရှာဖွေတွေ့ရှိထားတဲ့အမေရိကန်နိုင်ငံရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုပြောပြပေးခြင်းပါတယ်။အမေရိကန်ပြည်မှာကမ္ဘာစွမ်းအင်လောကကြီးတစ်ခုလုံးကိုအပြောင်းလဲဖြစ်စေနိုင်တဲ့မက်တာမစ်ကန်ဒရာအမည်ရှိတဲ့မိုင်းရင်းကြီးတစ်ခုကို စတင် တူဖော်လျက်ရှိပါတယ်။ ီနီယာကတော့အမေရိကန်ပြည်အော်ရီဂွန်ပြည်နယ်နဲ့နီဗားဒါးပြည်နယ်နယ်နိမိတ်ပေါ်မှာဖြစ်ပါတယ်။နှစ်ပေါင်းသသောင်းသတန်းရှိတဲ့မီးတောင်ကြီးတစ်ခုမှာမက်ထရစ်တန်ချိန်တန်း40ရှိတဲ့လီသီယမ်တိုက်ကြီးရှိနေပြီးတော့ကမ္ဘာပေါ်ကတခြားလီသီယမ်တိုက်များအလုံးထက် များပြားတဲ့ပမာဏပဲဖြစ်ပါတယ်။ယခုတွေ့ရှိချက်ကြောင့်လီသီယမ်ဈေးကွက်ကိုတရုတ်ပြည်ကချုပ်ကင်ထားမှုအားရှော့ချပေးနိုင်တဲ့အပြင်အမေရိကန်ရဲ့စွမ်းအင်လုံးချုပ်ရေးအပေါ်အာမခံချက်ပေးနိုင်မယ်လို့ဆိုပါတယ်။ လီဒီယန်ကိုရွှေဖြူလို့လည်းခေါ်ကြပါဗျ။တဘာဝပတ်ဝန်းကျင်နဲ့ဒါးကားဇာတာဖြစ်တဲ့စွိုင်းအင်ဒေါ်လာရေးအတွက်လီဒီယန်မှာအရေးပါလာပါဗျ။ယခုလီဒီယန်တိုက်ကြီးကတော့မီးတောင်ပေါက်ကွဲမှုကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်း16တန်းနီးပါးကဖွဲ့စည်းဖြစ်ပေါ်ခဲ့ခြင်းပဲဖြစ်ပါတယ်။မီးတောင်ပေါက်ကွဲမှုမှာပါဝင်တဲ့ချော်ရဲတို့၌အဲလိုက်လို့ခေါ်တဲ့လီဒီယန်ပါတဲ့ဓာတ်သတ္ထုများပါဝင်ပါတယ်။မီးတောင်ချော်ရီများလွှမ်းမိုးတဲ့ area မှာ စတူရန်616မိုင်ရှိပြီးတော့သုတေသနများအရာ လီသီယမ်မက်ထရစ်တန်ချိန်တန်40ခန်းရှိနိုင်ကြောင်းသိရပါတယ်။အမေရိကန်မှာယခုရှာဖွေတွေ့ရှိတဲ့လီသီယမ်တိုက်ကြီးဟာရခင်ကကမ္ဘာအကြီးမားဆုံးလီသီယမ်တိုက်ကြီးဖြစ်ရပ်တည်နေတဲ့ဘိုလ်ဗီးယားနိုင်ငံမှာဆာလာဒီယူရီကိုဖျက်ချော်သွားပါတယ်။ကမ္ဘာလူသားတို့အတွက်လီသီယမ်ပုံမလိုအပ်လာလျက်ရှိနေပြီးတော့2028ခုနှစ်တွင်နှစ်စဉ်လီသီယမ်လိုအပ်ချက်မက်ထရစ်တန်ချိန်1.5တန်းရှိမယ်လို့ခန့်မှန်းထားပါတယ်။လီသီယမ်ကိုလျှက်စစ်ကားများ မိုဘိုင်းဖုန်းများ ်လက်တော့များလေစွမ်းအင်နဲ့လေစွမ်းအင်စခန်းများအစရှိသည်တို့၌ဘက်ထရီများကိုအသုံးပြုပါရယ်ယနေ့အချိန်မှာတဘာဝပတ်ဝန်းကျင်မထိခိုက်စေတဲ့စွမ်းအင်ကဏ္ဍတို့ပူပြောင်းရင်အင်တိုက်အားတိုက်လှုပ်ဆောင်လာနေပါရယ်အမေရိကန်မှာယခုတွေ့ရှိခဲ့တဲ့လီသီယံတိုက်ကြီးဟာဝဲလူအားကို ဖြည့်တင်းပေးနိုင်ုံသာမကပြပနိုင်ငံများထံမိခိုနေရမှုကိုကောက်ွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။လီသီယံအမေရိကဤလီသီယံတူးဖော်ရေးစီမံကိန်းဖြစ်တဲ့ တက္ကပတ်စီမံကိန်းမှတွေ့ရှိခဲ့ခြင်းပဲဖြစ်ပါတယ်။လောင်မဲ2026ခုနှစ်တွင်စတင်ထုတ်လုပ်ရန်စီစဉ်ထားပါတယ်။စီမံကိန်းပထမဆင့်မှာနှစ်စဉ်လီသီယမ်မက်ထရစ်တန်ချိန်4000ထုတ်လုပ်ရန်ရည်မှန်းထားပြီးနောက်အဆင့်များမှာနှစ်ဆပုံမူထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။ကြီးစုနေကြတဲ့ချစ်ပရိသတ်ကြီးတို့ရဲ့ချစ်ပရိသတ်ကြီးတို့အနေနဲ့ရောလီသီယမ်တိုက်ကြီးကိုပိုင်ဆိုင်ထားမယ်ဆိုရင်ဘာတွေလုပ်ချင်လဲဆိုတာပြန်လည်မျှဝေပေးခဲ့ပါအောင်နော်။ ကြည့်ရှုအားပေးကြတဲ့ပရိသတ်ဒုတိယချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုဖို့ဒီ channel ကို like and subscribe လေးလုပ်ပေးကြပါဦးနော်